ထူးသဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကြီးစုများစွာရှိတဲ့အတက်ကဒီနေ့ဘုန်းကယောဂီတို့ရဲ့နှုတ်ဖျားမှာနေတိုင်းရွတ်ဆိုပြီးတော့နေတဲ့အတိဘယ်ကိုတိမယ်ဆိုလို့ရှိရင်အလွန်တရာမှအကျိုးကြီးစုများမဲ့ဂုဏ်တော်သုံးပါးကိုဒီနေ့ပြောမယ်နော်လူတိုင်းလူတိုင်းတိရစအရွယ်ကစားပြီးတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ကလေးလေးတွေကစားရှ िख ိုးတတ်တယ်မြတ်စွာဘုရားပါ ါပေမဲ့အဲ့ဒီဘုရားရှိခိုးရဲ့လင်းတဲ့ပုံပြည့်စုံပုံကောင်းမွန်ပုံကိုသိရှိနားလည်တဲ့လူကတော့အလွန်နည်းတယ်လို့ထင်တယ်။ပြောရင်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုနော်ဆင်ခြင်းပြီးတော့ရှိခိုးနေတဲ့ဘုရားရှိခိုးရဲ့မှာဒီဘုရားရှိခိုးကအကောင်းဆုံးပဲအပြည့်စုံဆုံးပဲဟုတ်လားဒါလေးကိုနားလည်ရမယ်နော်နမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောရှိခိုးပါဤဘုရုကိုရှိခိုးတာတော့ တတထိုမြတ်စွာဘုရားအာအဲ့ဒီမြတ်စွာဘုရားကဘလို့မြတ်စွာဘုရားတော်ဘဂဝတော်ဟောလာပြီနော်ဘဂဝတော်ဘဂဝါကုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဘဂဝါကုံဆိုတာဘာလဲအကျဉ်းမြအဖြစ်တော်ဘုံတော်နန္ဒကန္တော်နန္ဒညံတော်နန္ဒတကိုးတော်နန္ဒနဲ့ပြည့်စုံတယ်လို့ဒီလိုနားလည်ထားတယ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ထဲထဲဝင်ဝင်လေးစဉ်းစားတက်စီခြင်းမြတ်စွာဘုရားဆိုတာလောကမှာအပြည့်စုံဆုံးလူသား အဖက်ဖက်ကဘာမှလိုလေသေးမရှိအောင် ပြည့်စုံရုပ်ရည်အဖြစ်ပဲဖြစ်ဖြစ်ဉာဏ်ပညာအဖြစ်ပဲဖြစ်ဖြစ်စိတ်အည်အသွေးအဖြစ်ပဲဖြစ်ဖြစ်ဘယ်ဘက်ကကြည်ကြည်မျက်စွာပြားမှာဘာလေးလိုနေတယ်ဆိုတာမရှိဘာဖြစ်လို့အဲ့လောက်မျက်စွာပြားကပြည့်စုံတာလဲလို့မေးရင်ဘဝပေါင်းများစွာမြင့်မြတ်တဲ့ပါရမီလုပ်ငန်းစဉ်ကိုဘာမှမလိုအောင်ပြည့်ပြည့်စုံအောင်မျက်စွာပြားပြုလုပ်ခဲ့လို့ဒါကိုမြင်တဲ့ရမယ်ဟုတ်လားအလွန်တရာမှ ကြီးကျယ်တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်တွေပေါ့ဘဝပေါင်းများစွာမြတ်စွာဘုရားအဆုံးစွန်ရအောင်ကြီးပြည့်စုံအောင် လုပ်ခဲ့တယ်။အဲ့ဒီအကြောင်းတရားရဲ့ပါရမီအကြောင်းတရားရဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်ဘုရားဖြစ်တဲ့ဘဝမှာနောက်ထပ်လည်းပဲဒါဘဝဖြစ်စရာမရှိတော့ဘူးအန္တိမဘဝနောက်နောက်ဆုံးဘဝဆိုတော့ဖြည့်စည်းခဲ့တဲ့ပါရမီတွေကအကုန်လုံးအလူအယက်အကျိုးပေးကြတယ်လို့မျိုးပေါ့။ဘာလေးမှလိုလေသေးမရှိအောင်မြတ်စွာဘုရားကနော်ဖြည့်ကျင့်ခဲ့တဲ့ပါရမီတရားတွေကဖန်တီးကြတယ်ဝိုင်းဝန်းပြီးတော့ အကျိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားမှာဘာလိုနေတယ်ဆိုတာမရှိဟုတ်လားရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆိုဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်လည်းပဲအမြင့်မြတ်ဆုံးမြတ်စွာဘုရားမှာဘာလိုတယ်ဆိုတာမရှိဘူးအဲ့ဒါကိုဘဂဝါခုံလို့ခေါ်တယ်ဟုတ်လားတော့နမောရှိခိုးပါဤဘလိုမြတ်စွာဘာကိုရှိခိုးတာတော့တတ္တထူမြတ်စွာဘုရားရှိခိုးတာအဲ့ဒီမြတ်စွာဘုရားဘလိုမြတ်စွာဘုရားတော့ဘဂဝါတော် ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာကောင်းတာတွေမှန်သမျှအကုန်လုံးပြည့်စုံနေတဲ့မြတ်စွာဘုရားဟုတ်ပြီနော်သမောတ္တသာဘဂဝါတော်ဘဂဝါတော်ပြီးတော့ဘာတော်အရဟတော်အရဟတော်ဆိုတာစိတ်နှလုံးအဖြူစင်ဆုံးလို့အဓိပ္ပာယ်ရတယ်အမြတ်စွာဘုရားရဲ့စိတ်နှလုံးဟာတော့ຢာကားဖြင့်လည်းပဲပူလောင်နေဆိုတာမရှိဘူးဒေါသဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမောဟဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိအေးချမ်းတယ်ဘာဖြစ်လို့တော့ ပူစီတဲ့လောင်စီတဲ့ပင်ပန်းစီတဲ့တရားတွေမြတ်စွာဘုရားရှိနေလုံးမှာလုံးဝမရှိတော့ဒကာမတို့ဘုံဘုံတို့တွေမှာတော့လူချင်းစရာမမိုးစရာအာယုန်နဲ့တွေ့ရင်ယာကဆိုတဲ့ဆွဲမဲ့မှုနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရမကျင်တဲ့စရာအာယုန်နဲ့တွေ့လာရင်အလိုမချမှုမကျင်တဲ့မှုတွေနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရတယ်ဒီတိုင်းဘုရားဝါဒနေနေတာပဲအမှန်တရားကိုမသိဘူးဆိုတာလည်းပဲပူလောင်ခြင်းတစ်မျိုးပင်ပန်းခြင်းတစ်မျိုးပဲသူကြတော့နုညံ့တဲ့အတွက်ကြောင့် မတိမှုဟာပူလောင်တယ်ပင်ပန်းတယ်ဆိုတာကိုနားလေဖို့တော်တော်ခက်တယ်ပေါ့နော်မြတ်စွာဘုရားကတော့မောဟဆိုတဲ့မတိမှုကိုလည်းပဲမောဟကိမောဟမီးလို့ဒီလိုဟောရတယ်ဟုတ်လားအဲ့မြတ်စွာဘုရားစိတ်လုံးမှာအဲ့လိုလောင်စီပူစီကျွမ်းစီတတ်တဲ့မီးတွေဟာလုံးဝငိမ့်နေမီးငိမ့်တဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာဘာလို့အေးတယ်ငိမ့်တာနဲ့အေးတာနဲ့ကိုတွဲပြီးတော့နားလေဖို့လို့ပဲနော်မငိမ့်မဲနဲ့အေးမှာမဟုတ်ဘူးနော်ငြိမ်းမအေးမဟုတ်လား တော့မြတ်စွာဘုရားရဟန်းကုံဆိုတာမြတ်စွာဘုရားမိငိမ့်နေတဲ့အတွက်ကြောင့်ပဂတိအေးချမ်းနေတယ်ဆိုတဲ့အတိပ္ပယ်ကိုပြောတာဟုတ်လားတနည်းရှုထောင့်တစ်မျိုးကကြည့်ပြောမယ်ဆိုရင်ရာဂသည်မလအငြိအကြေးတစ်မျိုးဖြစ်တယ်ဒေါသသည်မလအငြိအကြေးတစ်မျိုးဖြစ်တယ်မောဟကလည်းမလဆိုတဲ့အငြိအကြေးတစ်မျိုးဖြစ်တယ်အဲ့တော့မြတ်စွာဘုရားနော်အလွန်ထက်မြက်တဲ့ဉာဏ်ပညာတည်းဟူသောရေဖြင့် အဲ့ဒီအညစ်အကြေးတွေကိုလုံးဝပြောင်းရှင်းတန့်ရှင်းသွားအောင်ရှေ့ကြောတော်မူနိုင်တဲ့တွေ့ကြောင်မြတ်စွာဘုရားစိတ်နှလုံးဟာပဂရိဖြူရှင်းတန့်ရှင်းတော်မူ၏ဒါအရဟံဂုံရဲ့အတိပ္ပယ်ကိုပြောတယ်နော်အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်နေရကိုယ်စိတ်နှလုံးဟာအလွန်မြင့်မြတ်သွားတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအရည်အသွေးတွေကိုဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်ကိုမြင့်မားစေရမယ်မြင့်မြတ်စေရမယ်နော်အဲ့ဒီလိုလုံနေတာကိုဟာကိုယ့်ရဲ့စိတ်ကိုကာကွယ်စောင့်ရှောက်နေတာကိုယ့်ရဲ့ဘဝကိုကာကွယ်စောင့်ရှောက်နေတာဟုတ်လား နမောရှ िख ောပါဤတတထုမြတ်စွာဘုရားအာဘလိုမြတ်စွာဘုရားတို့ဘဂဝါတော်ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွဲကြောင့်ကောင်းတာတွေအကုန်လုံးပြည့်ပြည့်စုံနေတဲ့မြတ်စွာဘုရားအခုရဟတော်ပါတော့ကိလေသာ အပူတွေငြိမ်းလို့အေးတော်မူတဲ့မြတ်စွာဘုရားကိလေသာအညစ်အကြေးတွေတန်ရှင်းစင်ကြယ်တော်မူတဲ့အတွဲကြောင့်အလွန်ဖြူရှင်တော်မူတဲ့အဲ့စွာဘုရားဟုတ်ပြီနော်နောက်တစ်ပါးကြံသေးရောသမာတန်ဗုဒ္ဓတ္တဟုတ်လားသမာတန်ဗုဒ္ဓတ္တဆိုတာဒီကလုံးသုံးလုံးရှိရဲ့သမာ တန်ဗုဒ္ဓတမ္မာရဲ့တန်ရဲ့ဗုဒ္ဓနော်တမ္မာဆိုတာမှန်ကန်စွာတန်ဆိုတာကိုယ်တိုင်ဗုဒ္ဓဆိုတာတိတယ်နော်တဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရား ကိုယ်တိုင်မှန်မှန်ကန်ကန်တိတာဘာလေးကိုမတိဘူးဆိုတာမြတ်စွာဘုရားမှာမရှိဘူးကြံမြန်ဖြင့်ဒါလုပ်ရင်စင်အေးမယ်ဒါလုပ်ရင်ချမ်းသာမယ်တော့ဒါလုပ်ရင်တော့ဘဝတန်တရားထဲမှာလဲနေမှာပဲဒါလုပ်ရင်တော့ ီဆင်းရဲတဲ့ဘဝတန်တဲ့ဘုဒ္ဓခါကနေလွတ်မြောက်သွားလိမ့်မယ်အစရှိသည်ဖြစ်ရင်မြတ်စွာဘုရားနော်ပြီးပြည့်စုံအောင်တဘာဝတရားတွေအကြောင်းကိုသိတော်မူတယ်မြင်တော်မူတယ်နော်မြတ်စွာဘုရားဖန်တီးသူမဟုတ်ဘူးနော်တွေးရှိသူတဘာဝတရားတွေကိုဘယ်သူမှတကယ်တမ်းကဖန်တီးလို့ရတာမဟုတ်ဟုတ်လားဆိုကြပါစို့အကုသိုလ်တရားတွေဟာဆင်းရဲစေလို့မြတ်စွာဘုရားလှုပ်ထားတာမဟုတ်အကုသိုလ်တရားတွေဟာမကောင်းတဲ့စိတ်သက်တွေဟာ ဆင်းရဲစေတယ်ပူလောင်စေတယ်ရုပ်ညက်တဲ့အကျိုးရလက်တွေကိုထွက်ပေါ်စေတယ်လို့မြတ်စွာဘုရားသိမြင်တာ။နော်ဒီတရားတွေရဲ့အကျိုးရလက်ကဒီလိုရှိတယ်လို့သိမြင်တာ။ဟုတ်လား။အဲ့ဒါလိုပဲကောင်းတဲ့စိတ်တွေကုသိုလ်တရားတွေဟာချမ်းသာစေလို့မြတ်စွာဘုရားလှုပ်လိုက်တာမဟုတ်ဘူး။နော်ကောင်းတဲ့တရားတွေဟာစိတ်ကို အေးချမ်းစေတယ်။နော်ချမ်းသာစေတယ်။နောက်တစ်ချိန်မှလည်းပဲကောင်းမွန်တဲ့အကျိုးရလက်တွေကိုဖြစ်ထွန်းစေတယ်လို့ဒီသဘာဝတရားတွေရဲ့စွန့်ရည်တက်တွေကိုမြတ်စွာဘုရားဘာလို့မြင်တော်မူတာသိတော်မူတာ။ ဘောပေါက်လားဘုံပြောတာဟုတ်တော့ဘုရားဆိုတာဖန်တီးသူမဟုတ်เนาะတဘာဝတရားတွေရဲ့အကြောင်းကိုဗာလဲသိရှိသူတွေ့ရှိသူတွေ့တာသူတွေ့တာကိုတွေ့တဲ့အတိုင်းပြောတာလားအဲ့ဒါဘုံတို့ယုံကြည်တယ်ဆိုရင်လိုက်နာကျင့်သုံးကြည့်ဒါပဲဟုတ်လားအဲ့တော့တမသမုဒ္ဒဆိုတာဗာလဲเนาะကောင်းစွာမှန်စွာ ကိုတော်တိုင်သိတော်မူတာတမသမုဒ္ဒဟုတ်လားဟိုပို့ပြီးတော့ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင်မြတ်စွာဘုရားအတော်ဆုံးလူသားအထက်မြတ်ဆုံးလူသားပဲ။ လည်းဘုံဘဝဘဂဝါကုံရဲ့အထာကုံရဲ့တမတမုဒ္ဒကုံရဲ့အလွန်ရိုးရှင်းရှင်းသားလေစေခြင်းဘဂဝါကုံဆိုတာအပြည့်စုံဆုံးလူသားဘာလို့နေလဲဆိုတာမရှိဘူး။နော်အထာကုံဆိုတာအကောင်းမွန်ဆုံးလူသားအဖြူရှင်ဆုံးလူသားနော်စိတ်တက်ကအကောင်းဆုံးပဲဟုတ်လားတမတမုဒ္ဒဆိုတာဘာတော့အတော်ဆုံးလူသားအထက်မြတ်ဆုံးလူသားအလွန်ကောင်းတာနော်အတ္တိကုံကျေးဇူးကိုတုံမအကြောင်းကိုခေစီတွင်ညအသေးစိတ်နားလေအောင် လေ့လံပြီးတော့ ဒါကိုစိတ်နဲ့ကြင်ပါများစွာစဉ်းစားမယ်ဆင်ခြင်မယ်ဆိုရင်အဲ့ဒီလို လုံနေခြင်းကပဲမိမိရဲ့စိတ်ကိုဘာလို့ကာကွယ်ရဆောင်ရှောက်ရရောက်တယ်။ကိုယ့်ရဲ့ဘဝကိုလည်းကာကွယ်ပြီးသားဆောင်ရှောက်ပြီးသားဖြစ်တယ်။နောက်အပြင်ဘက်ကအန္တရာယ်တွေ၊ယန္တရာယ်ဆိုတာကနောက်အတွင်းမှာအန္တရာယ်မကင်းလို့ယန်မကင်းလို့ဖြစ်ကြရတာများပါတယ်။နောက်အတွင်းမှာအန္တရာယ်ကင်းမယ်၊ယန်ကင်းမယ်ဆိုရင်ပြင်ဘက်ကအန္တရာယ်တွေ၊ယန္တရာယ်လည်းပဲအလိုလိုကင်းရှင်းပြီးသားဖြစ်နေတတ်တယ်။ဒါကိုလည်းပဲနားလည်ဖို့လိုပဲနော်။ဒါကြောင့် ဝိပဿနာတရားကိုဗရဏအနေအမှာထားပြီးတော့ကြိုးစားအထုတ်ပြီးတော့နေကြတဲ့ယောဂီတွေအနေနဲ့မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုနော်သိအောင်မြင်အောင်နားလည်အောင်လေ့လာသင်ယူပြီးတဲ့နောက်မှာစဉ်းစားဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်နှလုံးကိုမလုပ်စေရမလို့မြင့်မြတ်စေရမေးသဘောပေါက်ရလားဖုံးပြောတာအင်းဒါဗုဒ္ဓနုဒတိဘာဝနာ